မင်္ဂလာပါရှင်။အောက်တိုဘာလ6ရက်နေ့ PPN ရဲ့မိုးလေဝသသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တိုမှာမော့တုံလင်အားနိုင်ငံမှာအာအသင်အသိရှိနေပါတယ်။ထူးခြားသည့်အချိန်နဲ့ယနေ့မနက်9:30မိနစ်အချိန်တိုင်းထွာချက်များအရယမန်နေ့ညကတောင်ကိပင်လယ်ကွင်းကိုဖျက်ချောခဲ့သောတိုင်ဖုန်းမုန်တိုင်းမမိုဟာအနောက်အနောက်မြောက်ဘက်သို့ရွေ့လျားခဲ့ပြီးအကောင်းသောအပူပိုင်းမုန်တိုင်းမမိုအဖြစ်သို့အာရော့သွားခဲ့ကာ တရုတ်နိုင်ငံတောင်ပိုင်းကွမ်ရှိပြည်နယ်ကံယိုဒန်ဒေသများကိုဆက်လက်ဖြတ်ကျော်လျက်ရှိပါတယ်။အဆိုပါအကောင့်တော့အပူပိုင်းမှုန်တိုင်းမမိုဟာအနောက်အနောက်မြောက်ဘက်သို့ဆက်လက်ရွေ့ရှားနိုင်ပြီးနောက်9နာရီအတွင်းအပူပိုင်းမှုန်တိုင်းမမိုအဖြစ်သို့အာရော့သွားနိုင်ကတရုတ်နိုင်ငံတောင်ပိုင်းကွမ်ရှိပြည်နယ်ကုန်းတွေပိုင်းနဲ့ BNN နိုင်ငံမြောက်ပိုင်းနယ်စပ်ဒေသတို့ကိုဆက်လက်ဖြတ်ကျော်နိုင်တယ်လို့ခန့်မှန်းရပါတယ်။ ထိုမှာတစ်ဆင့်နောက်24နာရီအတွင်း BNN နိုင်ငံမြောက်ပိုင်း27ကြများကိုဖျက်ချော်နိုင်ပြီးတရုတ်နိုင်ငံယူနယ်ပြည်နယ်တွင်ကုန်းတွင်းမှုန်နိုင်ငံအဖြစ်သို့အာရော့သွားနိုင်တယ်လို့ခန့်မှန်းရပါတယ်။မကွေးတိုင်းစကိုင်းတိုင်းအထက်ပိုင်းနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကွက်ကြားမန္တလေးတိုင်းစကိုင်းတိုင်းအောက်ပိုင်းကချင်ပြည်နယ်နဲ့ကယားပြည်နယ်တို့မှာနေရာကျကျနေပြည်တော်ရန်ကုန်တိုင်းပဲခူးတိုင်းဒေသကြီးအေယာဝတီတိုင်း ချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့မှာ နေရာစိတ်စိတ်ကြံတိုင်းနယ်ပြည်နယ်တို့တွေနေရာအနှံ့ပြမုထိတ်ချုံရွာပါမယ်ရွာရင်ရာနှုံးပြစ်ဖြစ်ပါတယ်မြမပင်လယ်ပြင်မှာလှိုင်းသင်အသေးရှိပါမယ်လှိုင်းပြင်မှာမြမကံရုံတက်တချောင်းနဲ့ကမ်းလိုပင်လယ်ပြင်တို့မှာ6ပေမှ10ပေခန့်ရှိနိုင်ပါတယ်နောက်နှစ်ရက်အတွက်ခမှန်းချက်မှာရှမ်းပြည်နယ်တွေမိုးပိုလာနိုင်ပါတယ် မိုးလေဝသတရင်အစီအစဉ်ကိုမိုးလေဝသဌာန MOHADM နဲ့ Winnie Dokuno မှရယူဖော်ပြထားပါတယ်။အော်တိုဘာလ6ရက်နေ့ BBN ရဲ့မိုးလေဝသတရင်များကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်။ကျမတူစာပါ